မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်မြန်မာနိုင်ငံရဲ့ရက်ရက်တွင်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်မုတ်တုံလေးမဝင်ရောက်မီကာလအတွင်းလေထုမငြိမ်မသက်မှုများကြောင့်လကောင်းနေပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှအပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်းလွဲညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်၎င်းလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနှင့်အတူထစ်ချုံခြင်း ၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်း၊မိုးတီးကြွေခြင်းနှင့်နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်။လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေသည်တနာရီလျင်မိုင်40မှမိုး90အထိတိုက်ခတ်နိုင်ပါသည်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်မိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမြန်မာနိုင်ငံသို့အနောက်တောင်ဘက်တုံလေးမဝင်ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂယုပြုနေထိုင်သွားကြပါယင်းနှင့်ပြည်ရင်းလေကြောင်းပြန်တန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယင်းအတိပေးနှိုးဆော်အပ်ပါသည်ရှင်